စိတ်ကြကန်လုံးပဲဇုံလို့ရကျန်တဲ့40ရာခိုင်နှုန်းကမျက်စောင့်ကြည့်ရအရာ၃ခုရှိတဲ့ကောင်အလိန်ခံကျွန်တော်ပြောခဲ့အားနာတဲ့လူအယုံကြည်လွယ်တဲ့လူရဲ့လောဘကြီးတဲ့ဒီနေ့ပြောမယ့်ဟာကဘာလဲဆိုတော့ခမအယုံကြည်လွယ်တဲ့လူကြောင့်ပြောပြမယ်လူတွေကခမားကို အယုံကြည်လွယ်ဖို့အတွက်ပထမဦးဆုံးစေစီယုံသိမ့်သွင်းမဲ့အရာကစကလုံးအဲ့စကလုံးရဲ့အနောက်မှာဘာပါလဲဆိုတော့မလုံးဆိုတာပါခမရမလောက်တဲ့အကြောင်းအရာမျိုးခမရအထင်ကြီးတော့မဲ့အကြောင်းအရာမျိုးခမရသူ့ကိုယုံကြည်လာနိုင်တဲ့အကြောင်းအရာမျိုးဖန်တီးပြီးတော့စကလုံးနေနဲ့ကြီးဆောက်တာအဲ့ဒီအတွက်ကိုလူတယောက်ကိုခမရ ဘယ်သူ့ကိုမဆို100%ယုံကြည်ဖို့ဆိုတာခင်ဗျတော်တော်စဉ်းစားပြီးမှယုံဘာဖြစ်လို့လဲဆိုတော့လူတိုင်းကစိတ်အပြောင်းအလဲရှိစီးပွားရေးလောကမှာပိုဆိုးတယ်ဗျာကျွန်တော်သီအိုရီတစ်ခုပြောပြမယ်ခင်ဗျလူတယောက်ကိုရဲခင်ဗျအရန်ရင်းနေတယ်ခင်နေဒီလူနဲ့ပတ်သက်ပြီးတော့ခင်ဗျအတိအကျသိထားတယ်ဆိုရင်တော့ခင်ဗျ60ရာခိုင်နှုန်းပဲဆိုဝေးရမယ် ကျန်တဲ့40ရာခိုင်နှုန်းကခင်ဗျစောင့်ကြည့်ရ။ဘာကြောင့်ဒီစကားကိုပြောလဲဆိုကျွန်တော်တို့ဘဝမှာလူတွေကိုယုံကြည်လွန်းအားကြီးလို့ခံခဲ့ရပါအောင် အများကြီးပဲ။လူတယောက်ကိုခင်ဗျ60ရာခိုင်နှုန်းပဲယုံကြည်40ရာခိုင်နှုန်းကအဲ့ဒီလူကဘာဒီလုံနေလဲ။ဘလို့အခြေအနေရှိလဲ။ဘလို့စိတ်ဓာတ်တွေပြောင်းလဲနေလဲဆိုတော့ခင်ဗျစောင့်ကြည့်ရအောင်40ဘာဖြစ်လို့လဲဆိုတော့အယုံကြည်မလွယ်တဲ့သူက ဆုံးရှုံးမင့်နာမှုအယံနဲ့အယုံကြည်လွယ်တဲ့လူကဆုံးရှုံးမင့်နာမှုအယံများတယ်။ဤယုံကြည်မှုဆိုတဲ့တစ်ချက်သေးကိုဒီအားနဲ့ချက်ကိုငင်းပြီးတော့ဘုံကပြတ်သွားတဲ့လူကြီးအများကြီးပဲ။အဲ့ဒါကိုမိတ်ဆွေတို့ကျွန်တော်ပြောချင်တာကတော့ဘာဖြစ်လို့ဆိုတော့ခမရလူတိုင်းကိုစီးပွားရေးလောကမှာနော်လူတိုင်းကို100%ခမရဝကွာအဲ့လိုမရဘူး။ယုံကြည်လို့မရဘူး။ ဲ့ဒီတော့တခုရခဲ့ကိုကိုမမှန်းခဲ့ပါနောက်ပြန်ပြန်တွေးပါမယ်ဒီတဲ့ကောင်းတဲ့ဒီတဲ့ကောင်းတဲ့ idea ခမားတို့ဘဝမှာဆုံးရှုံးနေတာနိုင်ကြီးတွေမဖြစ်အောင်လို့ကျွန်တော်ပြောပြသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ